မြန်မာစာစနစ်တွေကိုတသမီတွေဖတ်လို့ရှိရင်နာမည်နဲ့ဖတ်ရအောင်เนาะအတန်နဲ့ဖတ်မယ်ကကြီးရဲ့အတန်ကနာမည်ကိုတကကြီးအတန်ကကနောက်ဆိုရင်ကလေးဆိုရင်တော့ဗာတာမီမီလေးတွေကိုခရီးမမြန်မာစာကိုမင်းတို့အိမ်မှာဘယ်လိုဘယ်လိုသင်ပေးရမလဲဆိုတာလေးတွေကိုဒီလက်ဆန်လေးရဲ့ပထမဆုံးလက်ဆန်လေးနဲ့သင်ခန်းစာမိတ်ဆက်ကလေးကိုပေါ်ပြပေးတော့မှာဖြစ်ပါရဲ့ရှင်အဲတော့ဒီမှာလို့စလိုက်ရမယ်เนาะဒီကတော့ဆိုရင်ပထမဆုံးမြန်မာဖတ်စာအုပ်မှာဒီကစာမှာလဲဆိုတော့ဒီကကလေးနဲ့ချစ်စပ်ပါလုံးဝမချင်းထားခဲ့ပါနဲ့ ကဗျာကိုပြီးပြီးဆိုခိုင်းတာမဟုတ်ပါဘူးကကလေးငယ်ချစ်စပွဲကဗျာလေးမျိုးဆိုရင်လည်းကဘာနဲ့စတယ်လဲကကလေးငယ်ကကလေးငယ်ကလေးငယ်လို့ပြောလို့ရှိရင်ဘာတန်းနဲ့စလဲဘာဘာနဲ့စလဲကြည့်လိုက်တယ်မို့သူတို့ဟောကကြီးနဲ့စတယ်ဟောကကြီးဆိုတာသူ့ရဲ့နာမည်ဖြစ်တယ်လို့သားမမီးလို့ရေးဒါကကလေးတွေကသိပြီးသားကကြီးသူ့ရဲ့တန်ကက grade 1စနစ်တင်နေမှာစာမသိနေ PG မှာကျမတို့ကဒီတိုင်းသင်ရတာဖြစ်တဲ့အတွက်သူတို့ကသူ့နာမည်ကကကြီးသူ့ရဲ့တန်ကကအဲဒီမှာကပြတွေ့လာမမကဟိုကသူတို့ပြောလို့ရတယ်ဒါကြောင့်တန်လေးနဲ့စတယ်ကလေးကြီးကြီးပါဟော ီနေရာမှာကလေးတွေကတချို့ကအတန်ကိုနမ်းမထောင်နေပေမဲ့ဒီမှာအစပိုင်းမှာသူစလုံးနဲ့သူတင်ပါလိမ့်မယ်အဲ့တော့အတန်ကိုမသိသေးဘူးကလေးကိုကြည့်လိုက်ဘာပြင်းနဲ့စတွေ့လဲကနဲ့စတာတွေ့ကကြီးနဲ့စလို့သူပြောပါလိမ့်မယ်အဲ့လိုပြောမှခံပါနဲ့ကနဲ့စလို့ပြောတသာမိမိနော်လို့ဆိုတော့အကဟောအကမှလည်းဘာပါတယ်လဲကပါကံကံမှလည်းဘာပါတယ်လဲရေကံရေကံမှလည်းဘာပါတယ်လဲကအတန်ပါလေဟုတ်ပြီအဲ့တော့ဒါဆိုရင်ကပါတယ်နောက်ဆက်စလုံးကိုပါတော့ပြောကြည့်ပြီးတော့ကာ စီးစရာကာအိမ်ကစီးတဲ့ကာဘာအတန်ပါတယ်ကအတန်ပါတယ်ဘာပြီးနေစလဲကပြီးနေစတယ်ဟောဘာအတန်ပါတယ်ကအတန်ပါကအဲ့လိုမျိုးလေးတွေသူတို့ပြောပြခြင်းနေအစအတန်တွေကိုသူအိမ်လုံးတင်ကြားနေဖြစ်ပါတယ်ဒီပြားလေးကပြီးတော့မှခခေကိုမလေးပြုံးခနာမည်ကသူ့နာမည်ကခကွေးခကွေးရဲ့အတန်လေးကခမမီတို့ကစာဆိုလို့ရှိရင်ဒါတို့တမီတို့ရဲ့နောက်တမီလေးရဲ့ဒါလေးရဲ့စာဆိုရင်ဒါကိုခကွေးရောက်လို့ဆိုလို့မရဘူးအတန်နဲ့ပဲခရီကိုမမလေးကဒီမှာခရီလေးကုန်းနေတာ ။ဒါကြောင့်မို့လို့ခရီကုန်းဖြစ်တဲ့အတွက်ခရီကုန်းဖြစ်တဲ့အတွက်ခဝေးတန်နဲ့စားရနော်။အဲ့တော့အတန်နဲ့ပဲဆူရတာဖြစ်တဲ့အတွက်အတန်လေးကိုသတိထားပြီးပြောမယ်။ဟောခေါင်းမှာဆောင်းတဲ့မိုးရရင်လေးပြင်ဆောင်းတဲ့ခမောက်ခမောက်ဆိုတော့ခဝေးအတန်နဲ့စားရဲခခခတန်နဲ့စားခယူဘာတန်နဲ့စားလဲခခခတန်နဲ့စား။ဒါကြောင့်ခဝေးနဲ့စားရမယ်နော်။ရည်လို့ရှိရင်လည်းအတန်လေးကိုနှာထောင်ခခခအတန်နဲ့စားရင်ဘယ်သူနဲ့စားရမှာလဲဆိုတော့ခဝေးနဲ့စားရမယ်။ဟုတ်ပြီအဲ့တော့ခခွေးကိုရေးလို့မတင်မနဲ့ကာကြီးကိုရေးလို့မတင်မနဲ့ကဲ ကလေးဘာတန်စကြလဲကကကတန်စကြဒါဆိုဘာဝရင်ရေးမလဲကာကြီးကိုရေးမယ်ဟုတ်ပြီအဲ့တော့ကာကြီးကိုဒီမှာတော့လုံးပါလို့ကာကြီး၃တန်းပြန်ရေးမယ်ဒီလိုမျိုး၄ချောင်းမီနဲ့၃ချောင်းပြန်ရေးမယ်ဒီလို၄ချောင်းပြလိုက်ပါတော့အများကြီးမကြီးအောင်အဲ့ဆိုသူကလေးကကြီးရတတမှာပေါ့ကာကြီးအဲ့လိုရေးထားမယ်ပေါ့နော်ဒီမှာလည်းခခွေးမှာလည်းကလေးဆိုရင်တော့ဘာတန်းနဲ့ကြားမလဲ။ No sorry ။ကဆိုတော့ကလေးပေါ့နော်။ရေးတဲ့ကကလေး။ဒါဆိုရင်ခရီးကိုခမောက်ခယူခွေးဆိုဘာတန်းနဲ့ကြားခခခတန်းနဲ့ကြားတယ်။အဲ့လိုမျိုးဟာကိုရေးမယ်ဆိုရင်ခွေးကိုရေးမယ်ဆိုရင်စလုံးမောင်းနေမတင်သေးဘူးမမေတို့က ခခခနဲ့ရေးမယ်ဆိုတော့ပြီးဖို့အတွက်အခါခွေးကိုမကြောက်တုံကြောက်ကလေးရဲ့လက်ရည်အနိထားပုံမူတည်ပြီးကျွန်တော်တို့ကသူ့ကိုတင်ကြပေးရမှာဖြစ်ပါတယ်เนาะဒါကတော့လိုအပ်သလိုမိမိအပေါ့ကိုချိန်စားပေးရမယ်ကလေးကလက်တွေ့တင်တဲ့အခါကလေးကတော့ခခွေးရေးတာနိုင်နေပြီဆိုတော့ကျွန်မကတော့တခြားတော့ပဲရေးခိုင်းလိုက်ခခွေးရေးတာမနိုင်သေးဘူးဆိုတော့တုံကြောက်၄ကြောက်၅ကြောက်လိုအပ်သလိုရေးခိုင်းမှာเนาะ ကားငယ်မှာလည်းအမီဖွင့်ပြသွားအလုပ်ပြင်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်မကအရန်ရှည်နေမှာဆိုလို့ငါ့အထိပဲနမူနာတင်ပေးခဲ့မှာဖြစ်ပါတယ်ကျန်တာကမမေတို့နားလည်းမဖြစ်ပါနဲ့เนาะအဲ့တော့ကဂနန်းဆိုလို့ရှိရင်လည်းဂါဂါဂါဂနန်းပါတနက်စားလည်းဂါဂါဂါအဲ့တော့ဂါအတန်နဲ့စတဲ့စလုံးတွေကိုရေးမယ်ဆိုရင်ဂါဂါဂါအတန်ရှိတာကဂါငယ်မှာအတန်ရှိတယ်နမေဂါငယ်မှာရှိတယ်အဲ့တော့ဂါငယ်ဆိုတဲ့မြန်မာရဲ့ခေတ်အရကိုရေးရမယ်သမီးတို့ရေး ဲ့တော့ဂလုံးနှစ်မျိုးနယ်စုတစ်ခုဖြစ်တယ်အဲ့တော့ဂလုံးဆိုတာလဲဂါဂါဂါဖြစ်တဲ့အတွက်ဂအတန်းနဲ့စတာဖြစ်တဲ့အတွက်ဂလုံးကိုရေးမယ်ဆိုတော့လုံနေပါညာဘာမှမရေးတဲ့သေးဘူးမပူနဲ့ဂငယ်တဂါဂါဂအတန်းကြိုင်ဂငယ်ကိုရေးလိုက်ဘယ်ချင်းကြီးကြီးမှန်တယ်ဟောဒါဆိုရင်ဂီတာဂီတာနဲ့ဘာတန်းစကြလဲဂါဂါဂအဲ့တော့ဂါဘာနဲ့ရေးမလဲဂါဂါဂအတန်းကြိုင်ဂငယ်နဲ့ရေးမယ်ဟုတ်ပြီအဲ့တော့ကျမတို့ကဂါဂါဂအတန်းကြိုင်ဂငယ်ကိုရေးမယ်ဆိုတော့သူတို့ကိုအသိပညာတစ်ခုကိုဒီမှာအသိဒီတစ်ခုကိုဒီမှာထည့်လိုက်မယ်ဆိုရင် ရင်းနှီးမှန်ကဒီမှာစမ်းစစ်ကြည့်လို့ရပါတယ်ရင်းနှီးမှန်တော့စာရင်းနှီးမှန်မှန်ကိုပုံမိကလည်းဒီဒီတင်ဒီကိုနေ့စာအုပ်တော့ပြန်ကြည့်လို့ရပါတယ်မေမီတို့နော်အဲ့တော့ငါငယ်ပြီးတော့ကျွန်တော်တို့ငါအဲ့တော့အသုံးမများတဲ့စလုံးကိုသူကဒီမှာမထည့်ထားပါဘူးအဲ့တော့ငါငချိတ်ပေါင်းစားလို့ကောင်းငါငချိတ်ပေါင်းစားလို့ကောင်းပြပြလေးတွဲပြီးတော့လည်းစုခိုင်းလိုက်ပေါ့နော်သူနာမည်ကငါဟောသူကတော့နာမည်ကအတန်ကတူတဲ့စလုံးဖြစ်တယ်အတန်ကလည်းငါနာမည်ကလည်းငါ အဲ့တော့ငချိတ်ပေါင်းဘာအတန်စကြလဲငချိတ်ပေါင်းသူသုံးပါးလို့ဆိုကြည့်အတန်မသိဘူးဆိုအဲ့တော့မှငါအတန်ကိုစကြတယ်ဟုတ်ပြီအဲ့တော့ရှေ့မှာသင်ခဲ့တယ်မိမိတို့ကဒါရေးတမီငါအတန်ကြိုင်ပါနိုင်ရင်လည်းငါကိုရေးမယ်ဟုတ်ပြီအဲ့တော့ငါကိုလူရေးတယ်ငါကဲဒါဆိုရင်ဘာကောင်လေးလဲငါငါအတန်ကြိုင်ပါနိုင်ရင်လည်းငါနိုင်မှာပေါ့ငါမှာဘာအတန်ကြလဲငါအတန်ကြငရုတ်ဒီဘာအတန်ကြလဲငါအတန်ကြဒါဆိုရင်ငါနိုင်ရင်လည်းကဲငါနှစ်နှစ်နာအောင်ပါဘူးငါသုံးချောင်းငါလေးချောင်းကြီးပါမယ်အဲ့လိုကြီးပြီးသားပြီဆိုရင် သုံးစုသူတို့ကိုလေ့ကျင့်ခိုင်းပြရပါပြီဒါလေးကအဲ့ဒီသုံးလုံးပြီးသွားရတယ်လေ့ကျင့်မှုဥစ္စာဖြစ်ပါတယ်ကဲတာပါလေးရတာပါလေးလဲခွေးဘာတန်ကြားတယ်သူတို့ကခွေးဆိုခွေးတန်ကြားတယ်ပြောနေတယ်ခွေးမှာပါတဲ့မြန်မာအခေယားရဲ့အတန်လေးကိုပြောကြည့်ပါဦးကာဂျီဒီလေးအတန်ပါသလားခဝေးဒီလေးအတန်ပါသလားဂငယ်ဒီလေးအတန်ပါသလားလို့မိတော့ခွေးဆိုတော့မမေခခခအတန်ပါတယ်ဒါဆိုရင်ဘာနဲ့ရေးမလဲခွေးကိုဟုတ်တယ်တာရဲ့တမီးခခွေးနဲ့ရေးမယ်ဟုတ်ပြီဒီကလုံးကြီးတန်ရပါပြီဒါဆိုရင်ဘဲ เนาะဒါဆိုရင် sorry ကငန်းငန်းဆိုတာဘာတန်ပါလဲငါအတန်ပါလဲဆိုရင်ငါပြလို့နေပြီဒါဆိုရင်ကကအတန်ပါကရေးတယ်ဒါဆိုရင်ဘာလဲဒါဆိုရင်ကျွန်တော်တော့ဂောပြကအတန်ပါလဲအဲ့တော့ကငယ်ရေးဒါဆိုရင်ဒီနေ့၃လေးမဆိုကငန်းကအတန်ပါသူတို့ကိုငန်းကိုမြင်ငန်းစလုံးပေါင်းသိဖို့မဟုတ်ပါဘူးဒါကကားကိုမြင်ကားစလုံးပေါင်းရေးခိုင်းမှမဟုတ်ပါဘူးခွေးကိုမြင်ခွေးစလုံးပေါင်းရေးခိုင်းမှမဟုတ်ပါဘူးဒီအကောင့်ကိုမြင်တဲ့နဲ့ဘာစလုံးနဲ့ဘာမြန်မာအခက်နဲ့စရေးမလဲလို့တီးတီးရဲ့ knowledge ကိုရပါရင်သင်ငန်းစာသင်တာတက်မြောက်မှုရဟင်းဖြစ်နေပါလေ ီးတော့ရင်စလုံးကိုလည်းဒီတိုင်းဆက်တော့ပါမယ်စစခန်းတာတောင်းတန်းပြစနာမည်ကစလုံးသူ့အတန်ကစအဲစပြီးကဲစမယ်စခန်းတာစခန်းချတဲ့တော်ထဲမှာစခန်းချတဲ့အရာမျိုးစခန်းစခန်းဆိုတော့ဘာအတန်ပါတယ်လဲစခန်းတွားကြနှစ်ခုကလေးကျမတို့နည်းနည်းလေးမထွင်ရတာစလုံးအတန်ကိုလည်းသင်မိရတယ်အဲ့တော့စခန်းစလေးတော့ကြာနေကလေးညိုက်ခင်စလေးစနဲ့စောက်ခွဲပုံကြီးကအဲ့ဒီနည်းလမ်းကြီးကလည်းတော်တော်အသုံးတက်ပါတယ်နော် ဲ့တော့စကန်းသာစနဲ့စာတဲ့ဒါကြောင့်စာလုံးကြီးရေးမယ်စာအုပ်ဒါကမျိုးပဲစာအုပ်စနဲ့စာစအတန်နဲ့စာတဲ့ဒါကြောင့်စာလုံးကြီးကိုရေးပါမယ်စာလုံးကြီးကိုရေးပါမယ်စာကလေးစအတန်နဲ့စာဒါကြောင့်စာကလေးကိုရေးမယ်ဆိုရင်စာလုံးကြီးနဲ့ရေးမယ်ပေါ့နော်ဟောအဲ့လိုသင်တယ်ဟောဆေယာမဒီထားမိလာမပြီးဆေယာမသွားကြလိမ့်မယ်နဲ့ခဲ့တယ်ဆေယာမဆိုရင်ဆဆဆအတန်နဲ့ကြားလို့စလင်ကိုရေးမယ်စလင်ကိုရေးမယ်ဆိုရင်ခါခွေးတစ်လုံးရေးမယ်ပြီးရင်ဟွာလုံးလေးကိုလာပြီးဆက်မယ်နောက်ကနော်ဆုဆိုရင်လည်းစလင်အတန်နဲ့ကြားလို့စလင်ကိုဆု စအတန်ကိုကြားလို့စလိမ်ကိုရေးမယ်စင်စအတန်ကိုကြားလို့စလိမ်ကိုရေးမယ်ဆိုပြီးကတ္တမီးတွေကိုသင်ပေးရမှာဖြစ်ပါတယ်နောက်တော့ကျွန်တော်ဆိုရင်ဇလက်ဇာဇလက်ဖြူသင်ချူတူဇလက်ပန်းနော်ဒါသာမြင်လို့မြင်လို့ပါတယ်အိမ်တိုင်းမှာမွေးရတယ်ဆိုပွင့်တယ်လေအဲ့တော့ဇလက်ပန်းဇလက်ပန်းဆိုတော့ဇသူ့နာမည်ကဇာကွယ်ဒီစလုံးလေးကိုရေးမယ်ဆိုရင်ဒီလိုရေးမယ်သူ့နာမည်ကဇာကွယ်အတန်ကဇာဇာဇာ ဇလက်ဖြူဘာတဲ့နဲ့စလဲဇအတန်နဲ့စလဲဒါဆိုရင်ဘာအခင်နဲ့ရေးမလဲမြန်မာစာမှာဇနဲ့ရေးမယ်ဒါဆိုခင်းစားတဲ့ဇလုံးဇလုံးဘာတဲ့နဲ့စလဲဇဇဇဒါကြောင့်ဘာနဲ့ရေးမလဲဇဝေးနဲ့ရေးမယ်ဒါဆိုရင်ဇီကွဲဇီကွဲဘာတဲ့နဲ့စလဲတာမီလူရေးဇာဇာဇာဒါဆိုရင်ဘာနဲ့ရေးမလဲဇကိုဇကွဲနဲ့ရေးမယ်ဇအတန်ကြလို့ ကဲဒါဆိုရင်တရေတတမိမိတို့လည်းတိပါပြီဒါဆိုညာညညနေခင်းရီခက်စင်ဒါတွေက KG မှာအကုန်တင်ပြီးသားပါပြီ KG စာတွေကိုဒီဘက်မှာထပ်ပြီးအပြန်ပြေးပြီးတဲ့သဘောဖြစ်ပါတယ်အဲ့တော့ညာညညနေခင်းရီခက်စင်ညာညာညာသူနာမည်ကညာအတန်ကလည်းညာနာမည်ကလည်းညာအတန်ကလည်းညာညနေခင်းရီခက်ညနေရောက်ပြီညနေဆိုတော့ညာညာညာအတန်ကြရင်ညာကိုရေးပါမယ်။ဟောညီမလေးဟောညီမဟောညီဆိုညညညအတန်ကြာရင်ဘာနဲ့စရေးမလဲညီမလေးကိုဘာမှမရေးဘူးမတင်သေးဘူး။ စတန်တင်တာဖြစ်ပါတယ်။ညောင်းပင်ညညညညအော်အဲ့တော့ညနေစတန်ကြတယ်ညနေပြီးမယ်။အဲ့လိုနဲ့ဒီမှာဆိုရင်စစနေတာဖြစ်တဲ့ဘာတန်ကြလဲစလုံးလားစလိမ့်လားစတာကိုခုနစလုံးစလုံးပိုးစလုံးတို့ရမှာတင်ခဲ့ပြီးစလုံးနဲ့စရတယ်။ဒါဆိုရင်စပြာစပြာဘာတန်ကြလဲဆဆဆဆဆဘာနဲ့ရေးမလဲစလိမ့်နဲ့စပြာရေးတဲ့ဖို့မတင်ပါဘူးအစတန်ရေးတဲ့ဖို့တင်တာဘာဖြစ်လို့လဲစလုံးမမကျအောင်တင်တာဖြစ်ပါတယ်စအေးဟောစအေးစဆဆဆဆအတန်ကြတယ် ဲ့တော့ဇွန်ဘာတန်ကြလဲဇာ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 လေးဇာခွေးနဲ့ရေးမယ်ညဘာတန်ကြလဲညညညညညအတန်ကြတယ်ညနဲ့ရေးမယ်အဲ့လိုမျိုးလေးသင်မယ်ပြီးကြမှာကျွန်တော်တို့ကဒုတ်ချောင်းကပြားလေးကိုလည်းသူတို့မပြင်းအောင်ကြားထဲမှာပေါ့နော်ဒုတ်ချောင်းပန်ကလေးများပွင့်တော်မိဒါလေးတွေသင်ညာပြီးအဲပွင့်နေဆိုတဲ့အသေးအသေးပဲလေးကိုသူသင်ယူသေးခြင်းနဲ့ဖူးတန်ဝန်းလို့ချီဖူးတန်ဆိုတဲ့စကားအကုန်လုံးလေးကိုသူတို့မသိသေးတာကလေးတွေညာပါရှိနိုင်ပါတယ် ပန်းရဲ့အဖူးတန်ဆိုတာဖူးတန်လေးကဘယ်လိုပုံစံလေးသမမီတို့ကမျက်စိတောင်မြင်အောင်သူတို့ရှင်းပြပေါ့နော်ကိုယ့်အိမ်မှာရှင်ပန်းရဲ့အဖူးတန်နှင်းပြီးပန်းဖူးလေးတွေဘယ်ဖူးလေးတွေကိုပြပေါ့နော်အဓိကတော့ဘယ်မှာတော့ပို့ပြီးတော့နှင်းကြီးမှာတော့ဖူးတန်လေးတွေရှိရပေါ့အဲ့တော့နှင်းကြီးဖူးရိုးလေးတွေနဲ့ပြပြီးပေါ့နော်နေကြီးမှာရွှေကြီးလောင်းငါတို့စားတဲ့ညောင်းနေမနေ့ကနေကြီးနေအောင်ကြီးမှာဆိုလို့ရှင်ဒုပန်ဒုပန်ကင်းတဲ့ကိုဟောဒုပန်ကင်းတဲ့ကိုနော်ဟောဘဝဝမီတင်နေထင်ထင်လေးနဲ့ရွှေကြီးလောင်းနေသူတို့ပန်းရောင်ဆောင်နေပွင့်နေတယ်ဆိုတဲ့အရာလေးကိုသူတို့ကိုပြပြပြုတ်ပြပြီးချင်အပြင်ဘဟုသုတလေးတွေစကလုံးလေးတွေကိုသူတို့ကြွကြွဝဝနေသူတို့တိတော်ရပေါ့နော်စကားပြောဆိုဖို့လည်းသူတို့ ိုင်တက်လာမှာပေါ့အဲ့လိုတောင်းရင်ပူကလည်းဒိုင်းမဲ့တင်မယ်အဲ့လိုအဲ့လိုတည်ရင်းနဲ့ဒီမှာဒိန်းသားပြီဆိုရင်ဟောသစနာလိုပဲတယ်လီဖုန်းဆိုတော့ဒါဆိုဖုန်းဆိုရင်ဖောက်ထုတ်တန်ကြရဲဖုန်းဆိုဖောက်အတန်ကြရင်ဖောက်ထုတ်နေရေးမယ်ဒီမှာဆိုရင်လည်း T ဖတ်စင်ပြုအတန်ထထထအတန်ကြဖတ်စင်ပြုနေရေးမယ်ဒါဆိုရင်ဒါကျွန်တော်တို့ကဒါဆိုရင်တနေ့ဓမီဒီမှာဒီမှာပါခဲ့တယ်ဟမ်ဒါဆိုရင် ဟုတ်တယ်ဒါဆိုရင်ဓမီအဲ့တော့ဓမီဆိုတဲ့တူကြာကျွန်မဓမီဆိုတဲ့တူကြာဒါဒါဒါအတန်ကြာရင်ဒါအောက်ချိန်နဲ့ရေးမယ်ဒီမှာဒါဒါဒါမကူရှိတယ်မိမိတို့ရေနော်ဒါလေးကြာကြပါမယ်ဟောအဲ့တော့ဘလူးတင်ရမလဲဆိုတော့ဒါဒါဒါနာမည်ကဒါတို့ရဲ့အတန်ကဒါဒါဒါဒရေဒါဒါဒါအတန်ကြာတယ်အဲဒါတို့နဲ့ရေးမယ်ဟုတ်ပြီနော်ဒါဒါတို့နဲ့ရေးမယ်ဒေါင်းဒါဒါဒါတန်ကြတယ်ဒါတွေနဲ့ရေးမယ်ဒေါင်းနဲ့ဒူရင်တီဒါဒါဒါအတန်ကြတယ်ဒါနဲ့ရေးမယ်ပန်းကြည့်ရတဲ့ဒူရင်တီစသည်အားဒါတွေရေးခိုင်းမယ်ဟောဒါရဲ့နာမည်ကဒါအောက်ချိုင်သူ့အတန်ကလည်းဒါဒါဒါ တူနဲ့အတန်မတူဘူးလားတူတယ်စလုံးပေါင်းကွဲတယ်နော်အဲ့တော့ဒါဒါဒါအတန်ကြတိုင်းဒါဘီဘီရတာမဟုတ်ဘူးဒါဒါဒါအတန်ကြတိုင်းဒါဟုတ်ဆိုင်ဘီရတာမဟုတ်ဘူးဓဏိဓဏိကန်ရခိုင်ရခိုင်ပြည်နယ်နဲ့အေရော်တိုင်းအများစုမပေါက်တဲ့ရေငန်ဆက်ကြမှာရေငန်မှာပေါက်တဲ့ဓဏိပင်ပြောတာနော်အဲ့တော့ဒီဟာတွေကနေပြီးတော့တက်ကယ်လို့ပဲရတယ်အိမ်မမိုးလို့ရတယ်အမိုးကလည်းဖြစ်ပြားစီတဲ့ဓဏိဖြစ်တဲ့ ဲ့တော့အဲ့လိုဓဏိပင်ဓဏိပင်ရဲ့အတန်မှာဓာတ်နဲ့စာကြရင်ဓာတ်အောက်ချိုက်နေပြီးမယ်ဟောအိမ်မာတွေစက်ပုံတွေပါညာလှီးတဲ့အခါတုံးတဲ့ဓာတ်စစားသောလုပ်ငန်းခွင်မှာတုံးတဲ့ဓာတ်ကိုဓာ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 ဆိုတော့ဓာဓာဓာအတန်ကြရတဲ့ဓာတ်အောက်ချိုက်နေပြီးမယ်အဲ့တော့ဒူးရင်းသီးမှာဓာဓာဓာအတန်ကြတဲ့ဓာတ်အောက်ချိုက်နေမရင်ဘူးဓာလေးတွေမှတ်ထားအတိတ်ပဲနဲ့ပုံလေးနဲ့မှတ်ထားနော်တက်ခဲအိမ်မာအဲရမုတ်တွေမပိုက်တက်ခဲနော်စိကိဆိုရေဒီယိုဒီမှာကက်ဆက်ဒီမှာတုံးတဲ့ဒီတက်ခဲအကြီးတွေအခုတော့တိတ်မတုံးတော့ပါဘူးဓာလေးတွေတုံးရတဲ့ရမုတ်ဆိုင်နဲ့ ကြအကုန်အကုန်တက်ခဲဆိုင်ပေါ့နော်ဒါဆိုလို့ရှိရင်အဲ့တော့ဒါတက်ခဲဘာဖြစ်ဖြစ်တက်ခဲပဲအဲ့တော့တက်ခဲဆိုရင်ဓာတ်ဓာတ်အတန်ကြားတယ်ဓာတ်ဓာတ်အတန်ကြားတဲ့အခါမှာတက်ခဲ meaning နဲ့မှတ်ရမယ်တက်ခဲတို့ဓာတ်တို့ဓဏီတို့ဆိုရင်ဓာတ်အထိုက်ပြီးပြီးနဲ့ရေးမယ်ဟောဒီမှာဆိုရင် that me ဓာတ်အထိုက်နဲ့ရေးမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဘုံနော်ဥမာဒါကဒါဆိုရင်ဒီမှာဒီမှာဒီပါဒါကဓာတ်အထိုက်အဲ့တော့ထဆင်သူအော်အဲ့တော့ဒီမှာဆိုရင်သူ့ကိုဒီမှာတီးတာနဲ့တီးဒါဆိုရင်တီးနေတာဓာတ်ဓာတ်အတန်ကြားတယ်တီးတာ ဟောဒီပါဆိုရင်နွားဆိုတော့နာနာနာအတိုင်းကြားတယ်နာငယ်နဲ့ရင်းအဲ့လိုမျိုးလေးတင်ပြပါရှင်เนาะတမ်းမီတို့ဒါဆိုရင်ကလေးလေးတွေကဒီစလုံးကြီးအကုန်လုံးကိုဒီတိုင်းပဲတင်တယ် ဒီနည်းသူဒီဒီစာရဲ့အကောင်လုံးကိုအတန်လေးကို grade kg မှာသူမိသွားတဲ့အတန်လေးကိုပြန်ပြီးတော့အကောင်လုံးလေ့လာပြီးနှုတ်ပေးပြီးသွားမှာဖြစ်ပါရှင်ဒီဟာနဲ့ပဲတပါမီတို့လိုက်နိုင်လိုက်နိုင်သလားကျွန်တော်တို့ကဒါကိုနှစ်ချိန်အနည်းဆုံးတော့တင်ပေးပါနှစ်ချိန်တော့နှစ်ရက်ပေါ့နော်နှစ်ရက်နဲ့ကလည်းသုံးရက်တင်ပေးလို့ရပါတယ်ဒါဆိုရက်ရထားကြည့်တကယ်လို့တပါမီကအရင်လိုက်နိုင်လို့ဆိုလေးရက်ခွဲတင်လို့ရတာလေးကိုနော်လေးရက်ခွဲတင်မှဒီမှာကြံသေးတာဟုတ်တာဟာဟောအားပြီးသွားပြီပြီးတော့ဟောအပြော်မိထားကြပြောင်းလဲဆိုတော့အတိုင်းပဲသူတို့ကိုစုခိုင်းပြီးတော့ဒီထဲမှာပါတဲ့အိပ်ပလေးတွေကိုသူတို့ရှင်းပြခိုင်းတကြုံကြုံဆိုတာဗာပြောရလဲအဲ့အမျိုးမျိုးတွေရှင်း ှင်းပြရှင်းပြရင်းနဲ့အသုံးနည်းတဲ့ဘီးတွေကိုပြန်တင်ရပါမယ်ဒီဘီးတွေကကာလီဖောက်ကင်းမှာပါတယ်မလားနာမည်ကလည်းကာကြီးအတန်ကကဇာမြင်ဆွဲသူ့အတန်ကလည်းဒီမှာဇာနဲ့အတန်တူတယ်ဇာတတလင်းကျိတ်အတန်ကနာမည်ကတော့တော်တော်သူ့ရဲ့အတန်ကတာဝင်းဘူးနဲ့တူပါတယ်ထာဝင်ပဲနာမည်ကသာအတန်ကထထထဖားစင်သူ့နဲ့အတန်တူတယ်ဆိုတာလေးကိုရှင်းပြဓာရင်ကောက်နာမည်ကသာဓာရင်ကောက်သူ့အတန်ကဓာ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 အတန်ပါတယ်ဓာရင်မဟုတ်သူကလည်းဓာ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 အတန်ပါတယ်အတုံးနေတယ်နာကြီးနာအတန်နဲ့အတူတူပဲအတုံးနေတယ် လာကြီးလာအတန်နဲ့အတူတူဖြစ်ပါတယ်ဆိုတော့တို့ကိုရှင်းပြရင်းနဲ့အတန်မှန်မှန်နဲ့တို့သုခိုင်းမှာဒါဆိုရင်ဒီတန်ရေးဆိုမယ်ကကြီးခခွေနော်သူကဒီအတန်လေးရုပ်ခိုင်းတာဖြစ်တဲ့အတွက် sorry အတန်နဲ့ရုပ်ဖြစ်ပါတယ်အတန်ကခဂဂငါစစဇဇညာတာထာဒဒနာတာထာဒဒနာပဖဘဘမ ယယလဝသဟလအသဗ္ဗရတဲ့အတန်လေးနဲ့ဆိုခိုင်းပါဟောဒီအမိနဲ့ပြောကြည့်မယ်ကာကြီးခါကိုငငယ်တော့ကပြင်ကငယ်ကာကြီးငါစလုံးစလေစွယ်စမြင်တယ်ညစတလင်းချင်းခြဝင်ပဲကြရင်ကောင်းဒါရင်မုံနာကြီးကာဝင်းဘူးထဆင်သူဒါတွေဒေါ့ချိုင်းနာငယ်ပါသာဖောက်ထုံးဘတ်ချိုင်းဘာကုံမရပလေရကောင်းလာဝါတာ ဟာလာကြီးအာဒါကနာမည်နဲ့ဆိုခိုင်းတာအဲမျိုးလေးတွေဆိုပြီးနေဟောဒါဆိုအဲ့အရာတွေတိသွားပြီဆိုရင်ဒါလေးတွေလုံးဝမကြော်ခဲ့ပါနဲ့မမီတို့ကြီးကဲသူရဲ့အတန်နဲ့ဖတ်မယ်သူ့အတန်ကကကအတန်နဲ့ရနဲ့ပေါင်းရင်ဘာရမလဲကရမဟုတ်ပါဘူးကာယကအတန်နဲ့ခနဲ့ပေါင်းရင်ကာခတအတန်နဲ့ရနဲ့ပေါင်းရင်တာယဒီဘက်ကိုသုံးလုံးမတင်သေးဘူးနော်တအတန်နဲ့ထဆီပြီးနေတွဲလာပြီးမြင်ဘယ်လိုဖတ်ရမှာလဲတာထခနဲ့ဖောက်လို့နဲ့တွဲလာမယ်ဆိုရင်ခါဖဒီလိုတွဲလာမယ်ဆိုရင် တွဲလာမယ်ဆိုရင်ခါပါစနဲ့စလေးနဲ့တွဲလာမယ်ဆိုရင်စစဂါနဲ့ငါနဲ့တွဲလာမယ်ဆိုရင်ခငါမဟုတ်ဘူးဂါငါပါနဲ့ဖားနဲ့တွဲလာမယ်ဆိုရင်ပါဖားစားနဲ့စနဲ့တွဲလာမယ်ဆိုရင်စစငါနဲ့ဂါနဲ့တွဲလာမယ်ဆိုရင်ငါကတာနဲ့တာနဲ့တွဲလာမယ်ဆိုရင်တတာဖြစ်ပါတယ်ဒါကမြည်လို့ရေရနဲ့ရနဲ့တွဲလာရင်ဘယ်လိုဖတ်ရမှာလဲရာရာမနဲ့ပနဲ့တွဲလာရင်ဘယ်လိုဖတ်ရမှာလဲမပါဟုတ်ပါပြီဒါဆိုရင်ဟောအဲ့တော့ဒီမှာသုံးလုံးကြတော့ခရဲ့ဂငရဲ့ကာကြီးရဲ့တွဲလာရင်ဖတ်ရမယ့်အတန်ကဖတ်ကြည့်ပါဦး ခဂကဒီလိုမျိုးတွဲပြီးတော့ရေးထားလို့ရှိရင်လည်းအတူတူပဲเนาะအတူတူပူပြီးထားလို့ရှိရင်ပေါ့တယောက်တနေရာဒီရေးထားရင်လည်းအဲ့လိုဖန်အောင်ဖြစ်ပါတယ်အဲ့တော့ခဂကထာဒတာတတန်ဒီတင်ငန်းဆိုင်ရေရကတတန်ချင်းစီနဲ့အကောင်လုံးစက်တိုက်၃တန်၄တန်နဲ့ပေါင်းလိုက်ဖက်နိုင်ဖို့ကိုအတန်တတန်ချင်းစီကိုအလို့ရစီဖို့ကိုချက်เสียမလို့ပဲနဲ့ရအောင် fluency ဖြစ်အောင်လုပ်ပေးတဲ့တင်ငန်းမှာဖြစ်ပါတယ်ဒါဆိုရင်ဘယ်လိုဖက်မလဲသားမီးတစ်ဖက်ကြည့်ပါအောင်စာဇာ စဒါဆိုရင်တော့ပဘပပအုပ်ထုတ်ပေါ့နော်ငါဟောပါလေညာနာဒါတော့လာရရဒါတော့ဇစစအဲ့လိုအတန်ဒီပြသွားလို့ဆိုရင်ကဲဒီနှစ်တန်လာမယ်ဒါသူ့ရဲ့နာမည်ကမအတန်နဲ့ဖတ်မယ်နော်စနေတဲ့ညမှာသာမလို့သူ့အမည်ဘယ်လိုဖတ်မှာလဲမမနဲ့မနဲ့တွဲလာရင်ဖတ်ရမယ်တန်မမဒါလေဒီလိုဆိုရင်တော့ဟုတ်ပါတယ်ဒါမှမီတို့ရေမမဝါ ကဲမရယ်မရယ်လာမယ်နောက်တခါနောက်တစ်လုံးထပ်ထည့်လိုက်မယ်ပြောင်းသွားပြီဒါဆိုရင်မဖြစ်မလဲမမကဟုတ်တယ်ဒီမှာဆိုရင်ခါစလို့ထည့်လိုက်ရင်မမထအဲ့လိုဖြစ်သွားမှာဖြစ်ပါတယ်အဲ့တော့ဘာမှစလုံးပေါင်းမပါဘူးနဲ့သူတို့ကိုချစ်ချင်မှုမင်းနဲ့ဆိုတတ်ဖို့မမကမမထအဲ့လိုလေးတင်ပေးပါမမီတို့ရေတင်ပေးပြီးသားပြီဆိုရင်အော်ဖြီးကလေးတွေကြည့်တာရယ်မှတ်မိအောင်လို့စလုံးပေါင်းညာဘာလို့နေတယ်လဲအကားငယ်ကိုဘယ်လိုတည့်ရင်မလဲ ကိုလက်ဖြေခိုင်းမှာဒါကမကျွမ်းကျင်သေးတဲ့ကလေးကြီးကြီးပါလေကိုသားသမီးကကားကြီးဖောက်ခေတာလေးအကုန်လုံးဘယ်အောင်မေးကားကြီးဆိုကားကြီးတန်းပြီးတည်ပြီးဆိုရင်ဒါလေးတွေမလိုတော့ပါဘူးเนาะဒါလေးကိုကြော်ခဲ့ပါတကယ်ပြင်မယ်ဆိုရင်တော့ဒီဟာလေးကိုသူ့ကိုပြကဲဘာဖြစ်မလဲကားမဆူခိုင်းနဲ့ခါးလေးတန်းပြီးတော့ကားငယ်လို့သူသိရမှာဖြစ်ပါတယ်ဒါဆိုရင်လည်းဒီမှာစားမြင်ဆွဲတန်းလာမယ်စားမြင်ဆွဲကိုတန်းပြီးဖြစ်နိုင်လို့တော့သူသိရမှာဖြစ်ပါတယ်ဒါဆိုရင်တော့တာတလင်းကြီးအဲ့တော့တာတလင်းကြီးကိုကျွန်တော်တို့တန်းပြီးတော့ခါးတယ် ကျန်နေပို့တဲ့သူကြီးတန်ရမှာဖြစ်ပါတယ်เนาะအဲ့လိုမျိုးလေးနဲ့တင်ပေးရမှာဖြစ်ပါတယ်ကဲအရေးကြီးတာဒါကတူညီတဲ့ဘီကိုအပေါ်မှာလေးလေးချင်းခဲ့ပြီးပြီးထပ်ပြီးတော့သူလေးချင်းပေးတာကကလေးတွေကိုတူညီစီချင်တဲ့မီမီတူညီတဲ့ဘီကိုတန်းပြီးတော့တန်းပြီးနိုင်ဖို့ဒါဆိုရင်ကတူတော်ရှာပါကဒါဆိုရင် KG စာနဲ့တော့ပြန်ဖြည့်သက်တာเนาะ KG စာကနေတန်းဆောင်အောင်တင်တန်းပြီးတန်းဆောင်အောင်တင်လို့မရပါဘူးကငယ်ကနေဆိုရင်ဟောဝိုင်းလိုက်မယ်ခပြန်မယ်ခဆိုတော့ခဝိုင်းမယ်သူ့အတန်းသူ့ရဲ့အတန်းညဆိုတော့ညဝိုင်းမယ် ူရဲ့နာမည်တာဝင်းဘူးအတန်ကတအော်ဒီမှာတဝိုင်းနေဒါဆိုရင်ဂါကြီးပတ်မှုလို့ကျန်တာလုပ်ကြည့်ပါအဲ့လိုပဲကျမှဖြစ်ပါတယ်နော်ဒါဆိုရင်ဟောရုပ်ပုံလေးကြီးကြည့်ပြီးတော့ဒါကချစ်စရာတရိစံလေးတွေနဲ့မိဖွဲ့တင်ကြတာဖြစ်ပါတယ်မိဖွဲ့ဆိုတာဒါပြောခင်ကြတာလဲဆိုတော့မတူညီတဲ့အမျိုးနယ်ဆိုကိုယ်ကိုကြိုက်မှာဟိုကနော်ကိုကနေပြီးတော့ဒီမှာအဲဒီစင်အသားအသားတွေစားတဲ့ဟောမြို့တူရမြို့တူရပဲကိုကတီတီမမီမီလို့ရမယ်ဆိုတဲ့ message လေးကိုဒီသင်ခန်းစာလေးကပေးတင်တာပေါ့နော်ပြီးလို့ရှိရင်တရိစံမှာပါတယ် เอออามีลีတွေကိုဟောတိတိချင်းနဲ့ဆင်းဆိုရင်တော့ B တွေဘာနဲ့စလဲဆင်းဆိုတော့စလိမ်နဲ့စတယ်ဖားဆိုဘာနဲ့စလဲဖား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 ဆိုတော့ဖောက်ထုံနဲ့စတယ်ငန်းဆိုဘာတနဲ့စလဲငငငငဆိုတော့ငါကိုရေးမယ်ဝက်ဆိုဘာတနဲ့စလဲဝဝဝဝဆိုတော့ဝါလုံးကိုရေးမယ်တမင်းဆိုဘာတနဲ့စလဲတတတတဆိုရင်တကိုရေးမယ်အဲ့ဒီလိုဟာလိုရတဲ့ကျန်တာဖြစ်ပါတယ်ကျန်တာတသမီတို့ကိုပါတာကိုမေးကြည့်ပါမယ်မေးလို့เนาะတသမီတို့ကိုရင်ဒီဗီဒီယိုကြည့်ရဆိုလို့ရှင်လဲ တော်တော်များများလို့ကြည့်လို့ရပါတယ်မိမိတို့ကအရှိမခဏလောက်ချိန်ပေးပြီးတော့10မိနစ်15မိနစ်လောက်ကြည့်လိုက်ပါတော့တနေ့မှာ10မိနစ်15မိနစ်ကြည့်ရတာနဲ့တို့ကိုအဲကိုကကောင်းကောင်းလေးသင်နိုင်တော့မှဖြစ်ပါရဲ့ရှင်ကဲအဲ့တော့ဒီမှာကျမတို့လာပါပြီအဲတော်တော်များများလို့ဒါဖတ်ကြတဲ့ဟာကြပြားလေးကိုကိုယ်တိုင်မစိုးဘဲနဲ့ဒါဖတ်ကြည့်ပါအောင်သူဥစားကခိုင်းပါသူဖတ်ပါလိမ့်မယ်ဘယ်လိုဖတ်မလဲတော်တော်များများဖတ်ကြည့်ပါအောင်နော်ကျမဖတ်ပြသေးပါဘူးနော် ဟုတ်ပြီအဲ့တော့ဒီ ठी ကခံနိုင်ပါမယ်ဘာလို့လဲဆိုတော့ဒီမှာဘာမှတရရတယ်မပါသေးလို့ပါအဲ့တော့ဘယ်လိုဖတ်မလဲအပန်းမီးလို့ဖတ်တာမှန်ပါတယ်မမဝဝမမဝဝသာသာကအကပါထမပထမလို့ဆိုရင်ပိုကောင်းတယ်ပထမရရဲဆိုတော့တော်တဲ့လူကပြောတာဒါကြတော့ကအာဒါဟောလို့ဆိုပါလို့မမယ်ကပါကပါဩကပါကပါသူဖတ်ရတယ်မမရသသမီးဖတ်ရပါတယ်ညာညာလား တာတာလာလေးတာလိုက်တာညအခါငါစာရလိုက်တာငါစာရကဲဆက်ဆိုမယ်ဟုတ်ပါလေမမဝဝခါချာကဒါကြရဲ့သူကဆရာပင်မှုဆိုလို့ရေးရဖြစ်ပါတယ်လို့သူတို့ရှင်းပြပြီးတော့မမဝဝအော်အမဝနေတဲ့မမကနေဝဆိုတဲ့တိကျကဝလုံးကြီးနေနေကဝလုံးသူ့ရဲ့အတန်ကဝဝလာပြောတာ set ကိုပြောချင်တာဆိုရှင်းပြလိုက်ရင်သူတို့နားလည်ပါမယ်အဲ့လိုနဲ့စလုံးတွေဘာမှအခရာတွေမတင်သေးဘူးတရတွေမတင်သေးဘူးမတွေပြင်ပြီးတော့ ကျွန့်ကျင်သွားအောင်ကဲမကိုတလုံးရေးမယ်အဲ့မှာမနှခါရေးမယ်ဘာအတန်းထွက်မလဲမနှလုံးလိုက်ဘာအတန်းထွက်မလဲပြပြန်ပါလဲဆိုမမနောက်တလုံးမရယ်မရယ်ဝရယ်ရေးပါရမလဲမမဝအိမ်မှာလည်းရင်းညီအောင်အရင်ဆုံးဒါမျိုးလေးရေးခိုင်းပါညမှာလည်းအနာရူသာပဲညညညညညကအဲ့လိုရေးခိုင်းပါအဲ့လိုရေးပြီးတော့ဘာဆိုလဲဘာဘာဘယ်လိုဖတ်မလဲပပမီတို့ဖတ်ပြပါအောင်ဟုတ်ပါတယ်ဘာဘာသာဒါဆိုရင်ရောကဟုတ်တယ်ဒါဆိုရင်ရောဟုတ်တယ်အကဒါဆိုရင်ရောဘဟုတ်ပါတယ်ဒါရော ဟုတ်ပါတယ်အဘဒါဆိုရင်တော့ဝအဘဆိုတော့ဒီမှာဒီဘကိုဆိုဝဟုတ်တယ်အဝအနော်ခွတီအဝတွေကြီးတန်ဘူးဒီအဝကိုလည်းအဝလို့ပြောတယ်ဝရဲ့သူကိုလည်းအဝလို့ပြောတယ်နော်ဟောအဲ့တော့ဘတ်ထိုက်ချိုင်းနဲ့လနဲ့ကိုမြင်ဘတ်ထိုက်ချိုင်းတန်ကဘဘဘလတန်ကလပေါင်းလိုက်ရင်ဘဘလာအဲဒါမဲ့မြန်မာစာမှာဘလာလို့မဆိုဘူးသူတို့ကပြန်ပေါက်ဆိုမယ်ဆိုရင်ဘလာအဲ့ဒါမှာဘလာကြီးဒါဆိုရင်လေပထမဟုတ်တယ်ပထမလို့ပဲဆိုမယ်ဟုတ်တာကောမထယဗိုင်းမယ် တယောက်ကတစ်စုံတယောက်ကအမိတ်ပေးထားတယ်ဘယ်လိုပြန်ဆိုရမလဲမထားရမထားနဲ့လို့ပြောချင်တာနော်အဲ့တော့ယာတိဥရုတွေသုံးသုံးခုအကြောင်းကိုယာတိဥရုမြန်မာပြည်ရဲ့ယာဥရုသုံးမျိုးကိုသိအောင်သူကဒီမှာနွေယာတိမှာဆိုကလေးတွေကမသိနိုင်ဘူးလေနော်အဲ့တော့နွေယာတိမှာဆိုရင်ဘယ်လိုခံစားရလဲပြောပြမယ်ပြပြပြီးတော့မှရုပ်ပုံလေးနဲ့တွဲပြီးသူတို့က knowledge တပေးရအောင်ဒါကြီးကသင်ပေးရခြင်းဖြစ်ပါတယ်အဲ့တော့ကဒါလေးတွေကမေမေတို့သင်နေမယ်လို့ယုံကြည်ပါတယ်နော်တကယ်လို့သင်ရတာခက်ခဲဖြစ်နေတယ် comment လေးမှာပြန်မှတ်ပေးပါ Telegram လေးမှာရှင်း ဟုတ်ပြီအဲ့တော့ဒီမှာလည်းအဲကျဲကလေးပုံကြီးသူတို့ကလေးတွေကကြောင်းတက်လို့ရှိရင်အေးစစ်တင်လို့ရတာပေါ့နော်။အော်ကျဲမလေးကသူ့သားသမီးကိုစောင့်ရှောက်နေတယ်ဆိုတဲ့အကြောင်းညာဟိုဒါလေးသူ့ပုံမြင်လေးကိုပြောပြနော်သူတို့မြင်တာကိုဒီမေးပေါ့နော်။မေးမေးဘာမှကိုမပြောနဲ့။အဲ့တော့ဒီပုံမြင်လေးကတော့ကျဲသားမီးလမ်းလျှောက်နေတဲ့အချိန်မှာအဲကျဲသားမီးကကြောင်းကောင်တွေ့တယ်။ကြောင်းကချက်ကိုကြိုက်ပါလေနော်။အဲ့သူ့မြင်မီးကပြောတယ်ဟောတိတ်နေအဲ့တော့ကြောင်ကလည်းလိုက်ရှာနေတဲ့အချိန်မှာကျက်တီတီကဘူးနဲ့ဤပေါတော့ကြောင်ကြီးကကြောက်ပြီးတော့ပြီးသွားရောအဲ့တော့ကျက်မမီးကြီးကလည်းအန်ကြီးကကင်းသွားတာပေါ့ ဆိုတဲ့ဟာကိုတို့ပုံမြင်ပြောပြပေါ့နော်ကိုကမပြောပြနဲ့တော်တော်များများဘယ်လိုထင်လဲဘယ်လိုအဖွင့်အမေးကိုမေးရမှာဖြစ်ပါလဲဟုတ်ဒါကြောင့်မှတရတင်ဖို့လေကျွန်တော်စပါပြီအဲ့တော့ဒီမှာစန်းသစ္စလကလေးဟာဒီလလေးကလဆန်းလေးဖြစ်နေတယ်လဆန်းဆန်းပြီဆိုရင်ပုံလေးဆွဲပြလဆန်းဆန်းရင်လဆန်းလေးကကွေးကွေးလေးဒီလိုဆန်းတယ်အဲ့ဒါကိုပုံစံရေးမယ်ဒီလိုနဲ့မတူဘူးလားအဲ့တော့အဲ့ဒါစီစန်းသစ္စလကလေးကဘာနဲ့တောက်တူလဲဆိုမြန်မာစာအဲ့ကရမှာအဲ့ဒါကိုစန်းသစ္စလကလေးဟာအဲ့ဒါရေးချပါရေးချနေတူရယ်နော်စန်းသစ္စလကလေးကိုဘယ်လိုဖတ်ရမှာလဲ စန္ဒစ္စလပုံစံကိုဒီလိုရေးလိုက်ပြီးဆိုရင်အဲ့ဒါကိုရေးချလို့ခင်ရမယ်။ဒါအဲ့ဒီရေးချကိုပြောင်းပြန်လှည့်လိုက်မယ်ဟော။ပြောင်းပြန်လှည့်ကအဝတ်ဆံလေးထိုးချလိုက်မယ်ဝတ်ဆံထိုး။အဲ့ဒါတဝေထိုးဖြစ်သွားရော။တဝေထိုးကိုတဝေထိုးရဲရမတင်မနဲ့ကြပြားလေးနဲ့တင်တာဖြစ်ပါလေ။အဲ့တော့ပြောင်းပြန်လှည့်ကဝတ်ဆံထိုးအဲ့ဒါတဝေထိုး။ဒါကိုမြင်ဘလို့ဖဲရမှာသူ့နာမည်ကတဝေထိုး။သူ့နာမည်ကရေးချ။သူ့နာမည်ကတဝေထိုး။သူ့နာမည်ကရေးချ။သူနာမည်ကသွေတို့စန်တီဆာလကလေးဟာအဲ့ဒါပါလေရေးချရေးချကိုမိနေရင်သမီးတို့ကိုကြပြပြန်ဆိုပြ န်တေဆာလကလေးဟာဟောအဲ့ဒါရေးချပါဟုတ်တယ်မမေးရေသူတို့တန်းရပါမယ်။ရောင်းရလက်ကဝတ်ဆန်ထိုးလိုက်ရင်အဲ့ဒါတဝေထိုးပါဟုတ်တာပေါ့။ဒါလေးကိုမင်းရေးချ။ဘာဖြစ်လို့ရှေ့မှာတုံးတုံးခံထားရလဲအရှေ့မှာမြန်မာအက်ခရာတွေလာအောင်ဂါကြီးခောက်ကိုအက်ခရာလာအောင်အဲ့တော့ရေးချ။အဲ့တော့ပြောင်းပြန်လှည့်ကဝတ်ဆန်ထိုးရင်အဲ့ဒါတဝေထိုးတဝေထိုးနောက်မှာစလုံးနေလာအောင်ဟုတ်ပြီအပိဒါဆိုရင်ကဲခေါင်းမှာရေအိုးကလေးရွက်မယ်သူတို့ကိုရေအိုးရွက်တဲ့ပုံစံလုပ်ခိုင်းပါရေအိုးကလုံးလုံးလေးမဟုတ်ဘူးလားအဲ့တော့ဒီအိုးကလေးရွက်လိုက်အဲ့ဒါလုံးကြီးတင်ဒီအတုံးလေးကဒီမှာစလုံးနေကာကြီးခါခွေအဆင်ပြေလာမယ် အဲ့တော့အဲ့ဒီပုံမှာယိုးကလေးရွက်လိုက်ရင်အဲ့ဒါလုံးကြီးတင်ဟောလုံးကြီးတင်လေးကိုနော်အဆန်ခတ်လိုက်လို့ရှိရင်အဲ့ဒါလုံးကြီးတင်ဆန်ခတ်ဓာတ်ချိုင်းနဲ့ဆင်ယူတယ်လုံးကြီးတင်ဆန်ခတ်ဒီကြပြာကိုရေတင်ခြင်းအပြင် လုံးကြီးတင်ဆိုတော့ဟောခေါ်တတ်အောင်ရေလုံးကြီးတင်ဆန်ခတ်ကိုပြအောင်ပြပါတယ်အဲ့တော့ဒီဟာလေးသုံးလေးကိုပြအောင်ပြောပါလုံးကြီးတင်ဒီစလုံးတစ်လုံးရဲ့အပေါ်မှာပဲနေမယ်လုံးကြီးတင်ဆန်ခတ်ဒီလဲစလုံးတစ်လုံးရဲ့အကကြီးထောက်ပြီးဒီရအပေါ်မှာပဲနေရဆိုတော့ဦးတို့ကို ြောင်းပြပြပါဟောဒါကတကယ်တကယ်အမိတ်ချုပ်သင်ခန်းစာလာပါပြီဒီသင်ခန်းစာလေးကိုနောက်ဗီဒီယိုမှာသင်ပေးပါမယ်အဲ့တော့ဒီသင်ခန်းစာကိုမသင်ခင်မှာအစ္စတမမီတို့ကိုကျွန်မဆောဆောင်းသားကပြောခဲ့တဲ့အတိုင်းရေးချတော့တဝေထိုးတို့လုံကြီးတင်တို့လုံကြီးတင်ဆိုင်ခတ်တို့ကိုအလို့ဆက်ချက်ခိုင်းတာမဟုတ်ဘဲနဲ့ပြပြလေးနဲ့ရအောင်တို့ဆိုခိုင်းနေတယ်တသမီတို့သင်ကြပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီမှာအရေးကြီးတဲ့အစိတ်ပိုင်းလုံးဝနှိမ့်ချုပ်ဖြစ်တဲ့အာအာအာတရတွေကိုစနစ်သိပ်ပုံစံအတိုင်းသင်ကြမှာကိုဗီဒီယိုနှစ်မှာဖတ်ပြီးတော့လုပ်ပေးပါမယ်ရှင်ကျေးဇူးပါ